အမိုးရင်းစိတ်ကြိုက်ဖြစ်တဲ့ဒီကစားသမားနဲ့ဆိုရင်ယူနိုက်တက်အသင်းကထိတ်တန့်အဆင်ဖြစ်လာမှာမဟုတ်ပါဘူး။မင်းညမန်ချက်စတာယူနိုက်တက်အသင်းက Nottingham Forest နဲ့ပွဲမှာတူးတူးသေးရလနဲ့သာကျင်းနေခဲ့ရတဲ့အတွက်သူရဲ့အားတက်စရာပရီးမီးယားလိအနိုင်ရရှိမှုတွေရပ်တန့်သွားခဲ့ပါပြီ။ရူဘင်အမိုးရင်းရဲ့အသင်းကရှောင်းတိုက်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မတိုင်ခင်မှာ၃ပွဲစတိုက်အနိုင်ရရှိထားခဲ့တာဖြစ်ပါပြီ။ပွဲစဉ်ပထမပိုင်းမှာတော့ယူနိုက်တက်အတွက်အငင်းပွားပွဲရသွင်းကိုတကူရရှိခဲ့ပြီးဒီကိုတော့ဘရူနိုရဲ့ဒေါင်းငံဘောကနေကက်စမီရိုကခေါင်းတိုက်ပြီးတော့သွင်းယူပေးခဲ့တာပါ။ ဒုရပိုင်းအစောပိုင်းမှာတော့ Morgan Givewine နဲ့ Nicolo Sabuna တို့က Forest ကိုဥဆောင်ကိုရီတကိုးစီသွင်းယူပေးနိုင်ခဲ့ကြပြီးအနိုင်သုံးမဲ့ရတော့မလို့အခြေအနေကိုရောက်ခဲ့ပါသေးတယ်။ဒါမဲ့လည်း United ကစားသမား Ahmed Diallo ရဲ့လှပတေသက်တဲ့နောက်ကျအခြေပါဂိုးကြောင့်မလို့ United ဟာဒီရလဒ်ကိုရရှိခဲ့တာပါ။ဒီပွဲစဉ်ပြီးမှပရိသတ်တွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုကိုခံခဲ့ရတဲ့ United ကစားသမားကတော့ဒီကိုဒလော့ပဲဖြစ်ပါရီ။နောက်ကန်လူဟာပွဲချင်း90မိနစ်မှာ Patrick Dorgu နဲ့လူစားလဲခံခဲ့ရပြီး online ပေါ်က United ပရိသတ်တွေကလည်းသူ့ကိုခြေစွမ်းဆိုးရွားလို့နဲ့ကစားသမားလို့တော့မှဝေဖန်ခဲ့ပါရီ။ သူ့ရဲ့မားကြောင့်မလို့ဒုတိယပိုင်းအစောပိုင်းမှာဂေးပွားရဲ့ကိုခွင့်ပြုပေးခဲ့ရတာပါပရိသတ်တူကဒါလောကကျွန်တော်တို့ကအချိန်ချင်းရှုံးစီပါတယ်အမိုးရင်းကဘာကြောင့်သူ့ကိုဆက်ပြီးတော့ကစားခိုင်းနေရလဲလို့ပြောခဲ့ပါတယ်နောက်တဲ့တူကလည်းဒီအေကိုဒါလောကဘောလုံးကွေးမမှာရှိတယ်ဆိုတာမေးသွားတာအချိန်ပေါင်းများစွာပါပဲလို့យေတာထားခဲ့ပြီးတော့တတိယတူကတော့ဒီအေကိုဒါလောကဒီစနစ်အတွက်အဟန့်အတာတစ်ခုဖြစ်နေပါတယ်ဘိုဆိုရာကသူ့ကိုအစားထိုးဖို့ပိုကောင်းတဲ့ကစားသမားမရှိတာပါပဲလို့ထောက်ပြခဲ့တာပါ အမိုးရင်းနီးစနစ်မှာတောင်ပန်ခံစစ်တွေအနေနဲ့တိုက်စစ်ကိုအကူအညီမြမြပေးနိုင်မှုလိုအပ်ပေမဲ့ဓာတ်လုံးနေနဲ့ရှေ့တက်လာတဲ့အခါမှာဘောလုံးပေးဖို့တီးကြမှုအားနေခြင်းတို့ဖြင့်တိုက်စစ်ကိုချိန်ချောက်နိုင်မှုနေပါခြင်းတို့ကြောင့်မလို့ထိရောက်မှုမရှိကြောင်းဝေဖန်ခံနေရတာဖြစ်ပါရည်ဒါလို့လူစားလဲခံရပြီးတော့အာမက်ဒီယာလိုရဲ့87မိနစ်ကခြေပါဂိုးကြောင့်မလို့ယူနိုက်တက်ကတူးတူးဆိုတဲ့တည်ရလက်ကိုရရှိခဲ့ပြီးတော့ရှုံးဝဲမရှိဆန်ချိန်မှာ၄ပွဲကစားထားရမှာ၃ပွဲနိုင်တဲ့ပွဲတည်ရအထိကိုစက်ထိန်ထားနိုင်ခဲ့တာကဒါဖောဝင်ဝင်အတွက်ဆက်လက်တွန်းအားပေးနိုင်တဲ့အချိန်ကိုမပြတ်စေခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်အတွက်နောက်ထပ်ပွဲစဉ်ကတော့လာမယ့်နိုဝင်ဘာလ8ရက်စနေနေ့မှာတော်တရန်ကိုဝေးကွင်းသွားရောက်ပြီးတော့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒါမဲ့လည်း Forest Stone နဲ့ပွဲစဉ်အတွင်းခြေစွမ်းမပြနိုင်ခဲ့တဲ့ဒါလော့ဟာစပါးနဲ့ဝေးကွင်းပွဲစဉ်မှာတော့ပွဲထွက်ခွင့်ရမလားဆိုတာမသေးချာသေးပါဘူး။